ုလူငယ်တွေကိုပြောချင်တယ်။မြေအချိန်တွေကိုအလကားရပြီးတော့ဆိုရင် Facebook မှာချိန်ကုန်နေမယ် TikTok မှာချိန်ကုန်နေမယ်ဥမာလင်ကွဲမရဆွဲဘာညာသူများအကြောင်းတွေကိုကို့အတွက်ဘာအကျိုးမရှိတဲ့အရာတွေကိုလိုက်ပြီးတော့အချိန်ကုန်နေတဲ့လူတွေအများကြီးရှိတယ်။မင်းတို့ဘာအကျိုးရှိတယ်လဲ။သူများအကြောင်းသူများဘာပဲဖြစ်ဖြစ်ဖြစ်နေပါစေဒါသူ့အပိုင်းကို့အပိုင်းမဟုတ်ဘူး။မင်းပိုင်ပါလေမင်းဘဝဘယ်လိုမျိုးတိုးတက်ဖို့လဲမင်းသားကိုမင်းတွေးရမှာဒါကိုမင်းလောက်ရမှာမင်းဘဝဘယ်လိုမျိုးမြင့်တင်ရမလဲ မင်းအခုလက်ရှိတက်နေတဲ့အရာတွေကိုဘယ်လိုမျိုးတိုးတက်အောင်ဘယ်လိုမျိုးမြင့်တင်အောင်မင်းသားကိုလက်ရှာရမှာမင်းဘယ်လိုမျိုးကျွမ်းကျင်လာအောင်သူများနဲ့နှိုင်းတဲ့အခါကျမင်းလည်းသူများနောက်မှာမနေရအောင်ဆိုတာဒါကိုမင်းရှာရမှာဒါကိုမင်းကြည့်ရမှာလေးလာလို့ရတဲ့အခက်ကြီးတဲမှာပါအချိန်တွေကိုလကားဖြုံးနေတယ်ဖုံးတလုံးလေးရရင်နဲ့ဟိုပတ်ကြည့်ဒီပတ်ကြည့်နဲ့မင်းတော့ဗာကြိုးရှိတယ်မင်းကြည့်တယ်သူများမင်းကိုပတ်စံပေးလာမင်းမပတ်စံကုန်တယ်မင်းအချိန်ကုန်တယ်အဲ့ဒီအချိန်မင်းပြောင်းဝယ်ယူလို့ရလားမင်းကဘာတန်းပေးမယ်ကျွန်တော်9မိနစ်လောက်ရောင်းပေးလို့ရလား မရဘူးလေနောက်ပြန်ဆောက်ယူလို့မရဘူးဒါကြောင့်မင်းအချိန်တွေကိုလကားတယ်မဖြစ်နဲ့လူငယ်တရားဖြစ်တဲ့ဆိုကြောင့်ကို့ဘဝတုတ်တက်အောင်ဇေလာပင်ယူအဲ့တွေကိုမင်းကိုယ်တိုင်မင်းစစ်စစ်ပါလို့မှချင်တယ်လူငယ်